အီရန်နိုင်ငံမှာ US နဲ့ Israel တို့ကိုတခါမှမမြင်ဘူးတဲ့လက်နက်ဆန်း၅မျိုးဖြင့်ချင်းချောက်လိုက်ခြင်းအီရန်နိုင်ငံရဲ့စစ်ရေးစရာဟာအရှေ့လေပိုင်းဒေသနိုင်ငံတွေအတွက်တော့တတိထားစရာဖြစ်လာနေခဲ့ပါတယ်အထူးသဖြင့်တော့ US နဲ့ Israel နိုင်ငံတို့ဟာလက်လောနှစ်တွေမှာအီရန်နိုင်ငံကိုတတိထားစောင့်ကြည့်လာကြပါတယ်အီရန်နိုင်ငံမှာကြန့်ခိုင်တောင်တင်းတဲ့ခုခံကာကွယ်ရေး program တွေရှိပါတယ်အထူးသဖြင့်တော့ဒုံးကြီးတွေ drone တွေနဲ့ရေတပ်စွမ်းအားမှာအဆင့်မြင့်တဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ် ။ဒါအပြင်အီရန်နိုင်ငံဟာအဆင့်မြင့်နည်းပညာသုံးလက်နက်စနစ်တွေကိုလည်းတီထွင်ဖန်တီးနေခဲ့ပါဗျ။တခြားနိုင်ငံတွေအထူးသဖြင့် US နဲ့ Israel နိုင်ငံတို့ကဒါကိုစောင့်ကြည့်နေကြပါဗျ။ဒီလက်နက်တွေကအီရန်နိုင်ငံရဲ့လက်နက်နည်းပညာတိုးတက်မှုကိုဖော်ပြနေုံသာမကအဆင့်မြင့်ဗျူဟာအပြောင်းလဲတွေကိုပါဖော်ပြနေပါဗျ။ဒီအပြောင်းလဲတွေကြောင့် data ring အင်အားပြိုင်ဆိုင်မှုကိုတက်ရောက်စေပါတယ်။အခုပြောမှာကတော့စစ်ဘက်ရေးရာ view ဟာတွေကိုပြောင်းလဲစေပြီးတော့အင်အားမျှခြေကိုဖြည့်ဆည်းနိုင်တဲ့လက်နက်အသစ်၅မျိုးအကြောင်းပဲဖြစ်ပါတယ်။ အီရန်နိုင်ငံရဲ့လက်တလောအောင်မြင်မှုကတော့အတန်ထက်မြန်တဲ့ဒုံးကျည်တွေထုတ်လုပ်နိုင်လာတာဖြစ်ပါတယ်။၂023ခုနှစ်မှာထုတ်ဖော်ပြသခဲ့တဲ့ဒီဒုံးကျည်စနစ်မှာဒေတာရင်းစစ်တိုက်ပုံတွေစစ်ပြူဟာတွေကိုပြောင်းလဲသွားစေနိုင်တဲ့စွမ်းရည်ရှိနေပါတယ်။ဒီဒုံးကျည်တွေဟာအတန်ထက်၅ဆမြန်တဲ့ match fight နဲ့ပြန်တန်းနိုင်ပြီးတော့လက်ရှိရှိနေတဲ့ဒုံးကျည်ကာကွယ်ရေးစနစ်တွေနဲ့ပြစ်ချဖို့မဖြစ်နိုင်ပါဘူး။ပြီးတော့ဒီဒုံးကျည်ဟာလေတဲတင်လိုဒလိုပြောင်းလဲနိုင်ပြီးတော့ရေဒါတွေရဲ့ထောက်လန်းမှုကိုရှောင်တိမ်းနိုင်ပါတယ်။ ဒါက US နဲ့ Israel တို့ရဲ့လေကြောင်းရန်ကာဝေးရေးစနစ်တွေအတွက်တော့ဖြစ်လာနိုင်တဲ့အန္တရာယ်တစ်ခုဖြစ်ပါတယ်။လေမြန်လှတဲ့အမြန်နှုံးတဲ့တိကျမှုတွေကြောင့်ဒီတုံးကြီးတွေကိုတန်ဖိုးကြီးပြစ်မှတ်တွေဖြစ်တဲ့စစ်အခြေစိုက်စခန်းတွေကိုပြစ်မှတ်ထားနိုင်ပါတယ်။ US ကတော့ Patriots နဲ့ Egypt ဆိုတဲ့ဒုံးကြီးကာဝေးရေးတပ်ဖွဲ့တွေကိုဒေတာရင်းမှာတိစောက်နေပါတယ်။ Israel မှာလည်းသူ့ရဲ့နာမည်ကျော် Iron Drone အကာအကွယ်စနစ်ရှိပါတယ်။ဒီကာဝေးရေးစနစ်တွေကအဓိကတော့ ။တမယိုးကြပယ်ထိန်ဒုံးကြီးတွေကိုသာတားဆီးနိုင်ဖို့တိစောက်ထားတာဖြစ်ပါတယ်။ဒီတမယိုးကြဒုံးကြီးတွေကနှေးကွေးပြီးတော့လှမ်းပစ်ချရတာလွယ်ကူပါတယ်။အတန်ထန်းငါးသားမြန်တဲ့ဒုံးကြီးတွေကိုတော့ပစ်ချနိုင်စွမ်းရှိမှာမဟုတ်ပါဘူး။တကယ်လို့အီရန်နိုင်ငံမှာသာဒီလိုဒုံးကြီးတွေအများအများရှိလာခဲ့ရင်ဒေတာရင်းစစ်ဘက်ဆိုင်ရာဩဇာအာဏာဟာအီရန်နိုင်ငံလက်ထဲကိုရောက်ရှိသွားမှာဖြစ်ပါတယ်။ဒါအပြင်အီရန်နိုင်ငံဟာဒရုန်းဆိုင်ရာစွမ်းဆောင်ရည်တွေလည်းညှင့်တင်နေပါတယ်။ ဒရုန်းတွေဟာခေတ်ပေါ်စစ်ပွဲတွေမှာမရှိမဖြစ်လိုအပ်တဲ့လက်နက်တွေဖြစ်လာကြပါပြီ။ဒီအတွက်အီရန်နိုင်ငံဟာ Unmanned Aerial Vehicle UAV လို့ခေါ်တဲ့ဒရုန်းနည်းပညာတွေမှာအကြီးအကျယ်ရင်းနှီးမြှုပ်နှံနေပါတယ်။လက်တလုံးမှာအီရန်နိုင်ငံဟာ Short 149 Gaza လို့ခေါ်တဲ့တိုက်ခိုက်ရေးဒရုန်းတစ်ခုကို ထုတ်ဖော်ပြသခဲ့ပါတယ်။ဒီဒရုန်းဟာတိုက်ခိုက်မှုတွေကိုတိတိကျကျဆောင်ရွက်နိုင်ပါတယ်။ပြီးတော့အကွာအဝေးအနေနဲ့ကီလိုမီတာ1000လောက်ထိစစ်ဆင်နိုင်ပါတယ်။ ီအတွက်အစ္စရေးဟာအီရန်နိုင်ငံရဲ့ဒရုန်းအင်အားကိုတတိထားနေရပါတယ်။ဟစ်ဘိုလာတွေဟူတီတပုံတွေလည်းအီရန်နိုင်ငံလုံးဒရုန်းတွေကိုအသုံးပြုခဲ့ပူပါတယ်။ဒီဒရုန်းတွေကတမဲရိုးကြလေကြောင်းကာကွယ်ရေးစနစ်တွေကိုဖျက်ချော်နိုင်ပါတယ်။ဒါကအစ္စရေးနိုင်ငံအတွင်းပိုင်းအထိအီရန်ကတိုက်ခိုက်လာနိုင်ပြီဆိုတာဖော်ပြနေပါတယ်။နောက်တစ်ခုကတော့အီရန်နိုင်ငံဟာသူ့ရဲ့ဒရုန်းနည်းပညာကိုလျှို့ဝှက်မထားဘဲအရှေ့အလယ်ပိုင်းနိုင်ငံတွေကနေတဆင့်ကမ္ဘာတစ်ခုလုံးကိုပုံမွင့်လင်းလင်းပြသထားပါတယ်။ဒါကတဆင့်ကန်တိုက်ခိုက်မှု proxy warfare ပဲဖြစ်ပါတယ်။ဒီလိုနီးပြူဟာနဲ့အတူအစိမ့်မြင့် drone နီးပညာတွေကြောင့်အီရန်နိုင်ငံဟာဒေတာရင်းပဋိပက္ခတွေမှာဩဇာကြီးမားစေနိုင်ငံတနိုင်ငံဖြစ်လာရပါတယ်။ဒုံးကြီးနဲ့ drone နီးပညာဖြင့်အီရန်နိုင်ငံစိမ့်မြင့်နေတဲ့နယ်ပယ်တစ်ခုရှိနေပါသေးတယ်။ဒါကတော့ naval warfare လို့ခေါ်တဲ့ရေတပ်အင်အားပဲဖြစ်ပါတယ်။ US နဲ့ Israel တို့စိတ်ဝင်စားသုံးကတော့အီရန်နိုင်ငံရဲ့ရေငုပ်သင်္ဘောတပ်ဖွဲ့အစ်စ်ပဲဖြစ်ပါတယ်။အတိအကျပြောရရင်တော့ Fatiklex ရေငုပ်သင်္ဘောတွေဖြစ်ပါတယ်။ ဒီ demo တွေကိုထုတ်ဖော်ပြသလိုက်ခြင်းအဖြစ်အီရန်နိုင်ငံဟာဒေတာရင်းတခြားနိုင်ငံတွေထက်ရေတက်အင်အားမှာတာလွန်နေပြီဆိုတာကိုလူတွေသိသွားကြပါတယ်။ဒီရင်ငုတ် demo တွေမှာ torpedo တွေနဲ့ demo ဖြတ်ဒုံးကြီးတွေတပ်ဆင်ထားပါတယ်။ဒီအတွက်ရေအောက်ကနေရန်သူတွေမသိလိုက်ရဘဲနဲ့ရေမျက်နှာပြင်ပေါ်မှာရှိနေတဲ့ demo တွေကိုအလွယ်တကူတိုက်ခိုက်နိုင်ပါတယ်။ဒါကပါရှန်ပင်လယ်ကွေ့မှာရှိနေတဲ့ American ရေတက်အတွက်တော့သတင်းစိုးတစ်ခုဖြစ်ပါတယ်။ပြီးတော့ Hormuz Canyon အတွက်လည်းသတင်းစိုးတစ်ခုဖြစ်ပါတယ်။ ဟောင်းမူကန်ယူရန်ကကမ္ဘာလောင်စာဆီစွမ်းအင်တွေကုန်သွယ်ရာလမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ပဋိပက္ခတွေဖြစ်လာတိုင်းအီရန်နိုင်ငံကဒီကန်ယူရန်ဖြတ်လန်းဒေသကိုပိတ်ဆို့ဖို့ချိန်ချောက်ဖူပါတယ်။ကြီးမားတဲ့ရင်ငုတ်တင်းပေါ်တက်စုတစုသာဒီလိုချိန်ချောက်မှုကိုပြုလုပ်နိုင်မှာဖြစ်ပါတယ်။ဖာဒီကလပ်ရင်ငုတ်တင်းပေါ်တွေဟာပါရှန်ပင်လယ်ကွေ့ရေတိမ်ပိုင်းမှာကောင်းမွန်စွာဆစ်ဆင်နိုင်ပါတယ်။သူတို့ကိုတမယိုးကြရင်ကုန်တင်မောထောက်လန်းရေးနီးပညာတွေနဲ့ထောက်လန်းလို့မရနိုင်ပါဘူးဒီတင်မောတွေကိုတိုက်ခိုက်ရေးအတွက်မှသာမက ခုခံကာကွယ်ရေးအတွက်ပါအသုံးပြုနိုင်ပါတယ်။လင်အတင်သမောတွေနဲ့ခိုင်မာတဲ့သင်္ဘောတက်စုတွေကိုပိုင်ဆိုင်ထားတဲ့ US ရေတပ်တော်ပါရှန်ပင်လယ်ကွေ့မှာဆိုရင်တတိထားဖို့လိုအပ်ပါတယ်။ဒါအပြင်ဒီသင်္ဘောတွေကိုစီးပွားရေးဆိုင်ရာကုန်သင်္ဘောတွေကိုတိုက်ခိုက်ဖို့အတွက်လည်းအသုံးပြုနိုင်ပါသေးတယ်။အီရန်ရေတပ်တိုးတက်လာမှုဟာအစ္စရေးနဲ့တိုက်ရိုက်သက်ဆိုင်တာမရှိပေမဲ့အစ္စရေးကတော့အန်ရယ်တစ်ခုအဖြစ်ရှုမြင်ထားပါတယ်။နောက်တစ်ခုကတော့ electronic warfare နဲ့ cyber gunna ပဲဖြစ်ပါတယ်။ အီရန်နိုင်ငံဟာရန်သူတွေရဲ့ဆက်သွယ်မှုတွေကိုခိုးနှားထောင်နိုင်အောင်ကြားဖြတ်နှောက်ယှက်နိုင်အောင်ဒီကန်နရီမှာ ကြီးကြီးမားမားရင်းနှီးမြှုပ်နှံထားပါတယ်ခေတ်သစ်စစ်ပွဲတွေမှာဆက်သွယ်ရေးကိရိယာတွေ GPS တွေရေဒါတွေကအရေးပါလာကြပါတယ်မြေပြင်နဲ့တပြင်းကြီးစစ်ရေးအချက်လက်တွေကိုရရှိနိုင်သူကစစ်ပွဲမှာတပန်းတာပါလိမ့်မယ်အီရန်ရဲ့ Electronic Warfare စနစ်ကတော့ အချိန်နဲ့တပြင်းကြီး US နဲ့ Israel တပ်တွေလှုပ်ရှားပုံကိုသိနိုင်ပါတယ် အီရန်ဟာဒီအထက်လက်တွေကိုသုံးပြီးတော့ US drone တစ်စင်းကိုတောင်ပစ်ချနိုင်ခဲ့ဘူးပါတယ်။ဆိုလိုတာကအီရန်နိုင်ငံဟာ US ရဲ့နောက်ဆုံးပုံနီးပညာတွေကိုတောင် လိုက်မီလူစဲစဲဖြစ်နေပြီလို့ဆိုလိုတာဖြစ်ပါတယ်။တကယ်လို့ဒီစနစ်တွေကိုသာတိုက်ခိုက်ရေးမှာသုံးခဲ့မယ်ဆိုရင် US နဲ့ Israel တို့အတွက်စိုးရိမ်စရာဖြစ်လာပါလိမ့်မယ်။ Cyber စွမ်းရည်မြင်မာလာခြင်းကိုလည်းသတိပြုရပါမယ်။အီရန်ရဲ့ cyber စွမ်းရည်မြင်မာလာတာဟာရန်သူတွေကိုထိတ်လန့်စေပါတယ်။အီရန်ဟာတနက်တစ်ချက်မဖောက်ရဘဲနဲ့ ရန်သူရဲ့စွမ်းရည်စက်ရုံတွေစီးပွားရေးစစ်ရေးစနစ်တွေကိုထိုးဖောက်ဝင်ရောက်ပြီးဒုက္ခပေးနိုင်ပါတယ်။အထူးသဖြင့်တော့အရက်သားပြည်သူတွေရဲ့စိုက်ဘာအသုံးပြုမှုတွေကိုတိုက်ခိုက်ခြင်းဖြင့်ပဋိပက္ခတွေဖြစ်အောင်ပြုလုပ်နိုင်ပါတယ်။လက်တတော်အောင်မြင်မှုအရှိဆုံးသောအီရန်ရဲ့စစ်ဘက်ဆိုင်ရာစွမ်းဆောင်နိုင်မှုကတော့အာကာသနည်းပညာရပ်မှာဖြစ်ပါတယ်။အီရန်ဟာအာကာသအခြေစိုက်စစ်ဘက်ဆိုင်ရာနည်းပညာတွေတက်စူးစမ်းနေကြတာကြာမြင့်ခဲ့ပါပြီ။2020ပြည့်နှစ်ဧပြီလထဲမှာ အီရန်နိုင်ငံဟာပထမဆုံးသောစစ်ဘက်ဆိုင်ရာဂျူဒုကိုအောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပါတယ်။ဒါက US နဲ့ Israel ထောက်လှမ်းရေးတွေအတွက်ကတော့ထေချာစောင့်ကြည့်ထားရမယ့်ကိစ္စဖြစ်ပါတယ်။ဂျူဒုကအသုံးသိမ့်ဝင်သေးပေမဲ့ဂျူဒုကိုလွှတ်တင်နိုင်တဲ့စွမ်းရည်ကတော့အီရန်အတွက်ဂုဏ်ယူစရာတစ်ခုဖြစ်လာပါတယ်။ဒီလိုဂျူဒုလွှတ်တင်နိုင်ခြင်းကအနာဂတ်မှာလည်းအလားတူအဆင့်ပုံမြင့်တဲ့ဂျူဒုတွေကိုလွှတ်တင်နိုင်တော့မယ်ဆိုတဲ့သဘောတက်ရောက်ပါတယ်။ဒီစစ်ဘက်ဆိုင်ရာဂျိုဒူတွေကနေစစ်စင်ရေးတွေကို ပြုတ်လုပ်လာနိုင်တော့မှာဖြစ်ပါတယ်။ထောက်လန်းရေး လမ်းညွန်စနစ်ဆက်သွယ်ရေးစတာတွေအတွက် US နဲ့ Israel တို့ကဂျူဒုတွေကိုအားထားနေကြတာအချိန်အတန်ကြာခဲ့ပါပြီ။တကယ်လို့အီရန်နိုင်ငံသားနောက်ထပ်ဂျူဒုတွေထတ်လွှတ်နိုင်မယ်။ဒါမှမဟုတ်ဂျူဒုဖြတ်လက်နက်တွေကိုပြုတ်လုလာနိုင်မယ်ဆိုရင်ပြိုင်ဘက်တွေကိုကောင်းကောင်းချင်းချောက်လာနိုင်ပြီဖြစ်ပါတယ်။ဒါကဒေတာအတွင်းအာကာသအခြေပြုပြိုင်ဆိုင်မှုတွေကိုဖြစ်စေနိုင်ပါတယ်။အာကာသနည်းပညာတွေဟာအနာဂတ်စစ်ပွဲတွေမှာအဆုံးဖြတ်ပေးနိုင်တဲ့အရာတွေဖြစ်လာနိုင်ပါတယ်။ အခုပြောခဲ့တဲ့လက်နက်စနစ်၅မျိုးမှာအီရန်နိုင်ငံဟာတိုးတက်လာခဲ့ပါပြီ။ဒါတွေက US နဲ့ Israel တို့အတွက်ကြီးမားတဲ့ချိန်ချောက်မှုတွေဖြစ်ကြပါတယ်။ US နဲ့ Israel တို့ရဲ့ကာဝေးရေးစနစ်တွေကိုအီရန်ရဲ့လက်နက်တွေကထိုးဖောက်နိုင်နေပါပြီ။ Israel ဟာစည်ရေးရအမြဲတုကိုသူဂုဏ်ယူနေခဲ့တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။အထူးသဖြင့်တော့သူ့ရဲ့ Iron Drone ဒုံးကျည်ကာဝေးရေးစနစ်နဲ့အနုပညာဆန်တဲ့လေတပ်အင်အားကိုအထူးဂုဏ်ယူပါတယ်။ဒါပေမဲ့အီရန်နိုင်ငံရဲ့တိုးတက်လာမှုဟာ Israel ကိုအထူးသတိထားစေခဲ့ပါတယ်။ အတန်ထက်မြန်တဲ့ဒုံးကြီးတွေက အစ္စရေးကိုကောင်းခဲစေပါတယ်။ဒီအတွက်ဒီလိုအတန်ထက်ငါးသားမြန်တဲ့ဒုံးကြီးတွေကိုပြစ်ချနိုင်တဲ့ဒုံးကြီးကာဝယ်ရေးစနစ်တွေကိုအပူတပြင်းလိုအပ်နေပါတယ်။ဒါပေမဲ့ဒီလိုကာဝယ်နိုင်တဲ့စနစ်တွေကစမ်းသက်ဆဲအခြေအနေမှာပဲရှိနေပါသေးတယ်။သူတေသနာပိုင်းနဲ့အရင်းမြစ်ပိုင်းများများစွာသောရင်းနှီးမြှုပ်နှံမှုတွေကိုလိုအပ်နေပါသေးတယ်။အကြံတစ်ခုကတော့ US လေကြောင်းရန်နဲ့ဒုံးကြီးကာဝယ်ရေး program တွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ပဲဖြစ်ပါတယ်။ Ion drone တွေဟာအဓိကအဖြစ်တာတူပစ်လက်နက်တွေကိုသာအဓိကထားကာကွယ်ပေးနိုင်ပါတယ်။တာလက်နဲ့တာဝေးပစ်လက်နက်တွေကိုကာကွယ်ဖို့အတွက်ကတော့ Israel မှာ Davis String and Arrow ဆိုတဲ့ကာကွယ်ရေးစနစ်တစ်ခု ရှိနေပါတယ်။ဒါပေမဲ့ဒီစနစ်တွေကလည်းအတန်ထက်ငားစမြန်တဲ့ Iran ရဲ့ဒုံးကျည်တွေကိုကာကွယ်ပေးနိုင်လိမ့်မယ်လို့အာမခံချက်ရှိမနေပါဘူး။ဒါကြောင့် US နဲ့ပူးပေါင်းပြီးတော့အတန်ထက်မြန်တဲ့ဒုံးကျည်တွေကိုပစ်ချနိုင်ဖို့လေလာရေးက Israel အတွက်အထူးအရေးကြီးနေပါတယ်။ဤပညာမျှဝေမှုတွေ ူးတွဲလေ့ကျင့်ရေးတွေထောင်လွှဲရေးသတင်းမျှဝေရေးတွေစတာတွေလုံးမှာဒါအီရန်ရဲ့ချိန်ချောင်းမှုကိုခံနိုင်မှာဖြစ်ပါတယ်။လက်ဗနွန်နိုင်ငံမှာရှိတဲ့အီရန်ရဲ့မဟာမိတ်ဟေဘိုလာပျောက်ကြားတွေကလည်းအစ္စရေးနဲ့ပဋိပက္ခဖြစ်တိုင်းအီရန်ရဲ့ drone တွေကိုအသုံးပြုတိုက်ခိုက်နေကြပါတယ်။ဒီအတွက်အနာဂတ်မှာအီရန် drone တွေဒီထက်အသုံးတွင် တွင်ကျယ်လာနိုင်စရာ ရှိနေပါတယ်။အစ္စရေးနိုင်ငံကသိငယ်ပြီးတော့လူနေထူထပ်ပါတယ်။ဒီအတွက် drone တိုက်ခိုက်မှုတွေနဲ့ကြုံတွေ့ရမယ်ဆိုရင်ထိခိုက်ပျက်စီးတာများပြားနိုင်ပါတယ်။ ဒီအတွက် Israel ဟာ Iron Drone လို့ drone တားဆီးရေးနည်းပညာတွေကို အပူတပြင်းတိုးတက်အောင်ပြုလုပ်နေရပါတယ်။ဒီစနစ်ကသိငယ်နှိကွေးတဲ့ drone တွေကိုတော့တားဆီးထားနိုင်ပါတယ်။ဒါပေမဲ့ Iran က drone တွေကိုဓာတ်ရိုက်မဟုတ်ဘဲနဲ့တစိကံ Proxy Warfare နဲ့ Warfare တွေအနေနဲ့လည်းအသုံးပြုနိုင်တာကိုလည်းထည့်စင်စားရဖို့လိုအပ်ပါတယ်။ဒီအတွက် Israel နိုင်ငံဟာ laser စနစ်သုံးဒုံးကျည်ပစ်ချတဲ့စနစ်တွေကိုလေ့လာနေပါတယ်။ဒါပေမဲ့ဒီစနစ်တွေကလေ့လာစေအခြေအနေပါပဲရှိနေသေးပြီးတော့လက်တွေအသုံးဝင်ကြသေးပါဘူး။ ။နောက်ပြဿနာတစ်ခုကတော့ drone တွေကိုအုပ်စုလိုက်စေလွှတ်နိုင်တာဖြစ်ပြီးတော့လေကြောင်းကာဝေးရေးအနေနဲ့ drone အားလုံးကိုပြစ်ချနိုင်ဖို့ဆိုတာမလွယ်ကူပါဘူး။ Hezbollah, Houthi, Hamas စတဲ့ drone တပုံတပ်ဖွဲ့တွေကအီရန်လုတ် drone တွေကိုအသုံးပြုတိုက်ခိုက်နေတဲ့အတွက် Israel နိုင်ငံအနေနဲ့အရက်မျက်နှာပေါင်းစုံကတိုက်ခိုက်မှုတွေကိုကာဝေးရတာခက်ခဲပါတယ်။ Israel ထောင်လန်းရေးကတော့ drone တွေတည်ယူပို့ဆောင်မှုလမ်းကြောင်းတွေကိုခြေရာခံပြီးတော့တိုက်ခိုက်တတ်ပါတယ်။ဒါပေမဲ့အီရန်နိုင်ငံက drone နည်းပညာတွေကိုလွတ်လွတ်လပ်လပ်မျှဝေထားတဲ့အတွက် ဒေတာရင်းနိုင်ငံတွေအားလုံးမှာ drone ထုတ်လုပ်နိုင်နေပါပြီ။ဒီအတွက် Israel ရဲ့ drone နှိမ်နှင်းရေးဟာမအောင်မြင်နိုင်တော့ပါဘူး။ Fardy Class အရင်ကုန်သင်းမောကြောင့်လည်း Iran နိုင်ငံကနိုင်ငံနယ်နိမိတ်ထက်ပိုတာလုံနဲ့စစ်ဆင်ရေးတွေကိုပြုလုပ်နိုင်နေပါတယ်။အထူးသဖြင့်တော့သင်းမောဖြတ်လက်နက်တွေတပ်ဆင်ထားတဲ့ရင်ကုန်သင်းမောတွေဖြစ်ပါတယ်။ Israel နိုင်ငံဟာနိုင်ငံတကာကတင်သွင်းလာတဲ့လောင်စာဆီတွေကိုမှုခိုနေရပါတယ်။တကယ်လို့ Iran ရင်ကုန်သင်းမောတွေကသာဟောမှုကန်ယူရန်လန်ကိုပိတ်ဆို့လိုက်မယ်ဆိုရင် အစ္စရေးအနေနဲ့လောင်စာဆီပြတ်တောက်မှုကိုခံစားနိုင်ရခြင်းရှိနေပါတယ်။ဒီအတွက်အီရန်နိုင်ငံရဲ့ချင်းချောက်မှုတွေကိုတုံ့ပြန်နိုင်မှု US Israel ပူးတဲ့စရေလေ့ကျင့်မှုတွေကိုပြုလုပ်နေရပါတယ်။ဒီလေ့ကျင့်မှုတွေမှာအဓိကကတော့ရင်ငုံသင်းမောတိုက်ဖျက်ရေးလေ့ကျင့်ခန်းတွေပါဝင်နေပါတယ်။ဒါပေမဲ့ရင်ငုံသင်းမောထောက်လှမ်းမှုမှာတော့ပါရှန်ပင်လယ်ကွေ့ရေတိမ်တဲ့အတွက်ထောက်လှမ်းရတာခက်ခဲပါတယ်။အီရန်ရဲ့ရင်ငုံသင်းမောတွေဟာဒီလိုပတ်ဝန်းကျင်အခြေအနေတွေအတွက်အထူးရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ။ဒီအတွက်ရင်ကုန်သင်္ဘောတွေဟာထောက်လန်းမှုတွေကနေပုံကွယ်နိုင်စွမ်းရှိပါတယ်။ Electronics နဲ့ပိုင်းတွေမှာ Iran ရဲ့အဆင့်မြင့်တင်မှုကလည်း US နဲ့ Israel ကိုအခက်တွေ့စေပါတယ်။2017ခုနှစ်မှာ Iran နိုင်ငံက American လို့အဆင့်မြင့် drone ဒဇင်းကိုပစ်ချနိုင်ခဲ့ပါတယ်။ဘလို့ပစ်ချနိုင်ခဲ့လဲဆိုတဲ့အသေးစိတ်အချက်လက်တွေကိုတော့မသိရပါဘူး။ဒါပေမဲ့ဒီဖြစ်ရပ်က Iran ရဲ့ Electronics စစ်ဘက်ဆိုင်ရာစွမ်းဆောင်နိုင်မှုကိုဖော်ပြနေပါတယ်။အဲ့ဒီအချိန်ကလေးကစပြီးတော့ အီရန်နိုင်ငံဟာ electronic warfare ကိုအဆင့်မြင့်တင်နေခဲ့ပါတယ်။ဒီစနစ်ဟာအစ္စရေးရဲ့ကာဝေးရေးစနစ်တွေကိုကျော်လွှားနိုင်ပါတယ်။ဒါ့အပြင်ပါရှန်ပင်လယ်ကွေ့မှာစစ်စင်ရေးလုပ်နေတဲ့ US ရေတပ်နဲ့လေတပ်ဟာလည်း electronic တိုက်ခိုက်မှုအန္တရာယ်တွေနဲ့ကြုံတွေ့လာရနိုင်ပါတယ်။ဆက်သွယ်ရေးစနစ်တွေကြားဖြတ်နှောက်ယှက်ခံရနိုင်ပြီးတော့ပြစ်မှတ်တွေရွေးချယ်တာကိုလည်းထိခိုက်နိုင်ပါတယ်။ Israel ဟာ electronic warfare ကာကွယ်ရေးကိုအဆင့်မြင့်တင်ဖို့ကြိုးစားနေပါတယ်။ ဒီအတွက်များစွာသော electronic warfare ကာကွယ်ရေး unit တွေကိုမွေးမြူထားပါတယ်။ရည်ရွယ်ချက်ကတော့ခုခံကာကွယ်ရေးပြင် အီရန်ရဲ့ electronic warfare စနစ်တွေကိုထိုးဖောက်ဝင်ရောက်တိုက်ခိုက်နိုင်ဖို့အတွက်ဖြစ်ပါတယ်။နောက်တစ်ခုဖြစ်တဲ့ cyber warfare ကို US နဲ့ Israel တို့ကထိတ်လန့်နေရပါတယ်။ cyber တိုက်ခိုက်မှုသာဖြစ်လာရင်လျှက်စစ်နဲ့စွမ်းရင်ကဏ္ဍစစ်ဘက်ဆိုင်ရာကဏ္ဍတွေမှာ ကြီးကြီးမားမားထိခိုက်ပျက်စီးနိုင်ခြေရှိနေပါတယ်။လွန်ခဲ့တဲ့၁၀ဒုနှစ်တခုအတွင်း အီရန်နိုင်ငံရဲ့စိုက်ဘာတိုက်ခိုက်နိုင်စွမ်းဟာတိတိတတ်တာမြင့်မားလာခဲ့ပါတယ်။၂012ခုနှစ်တုန်းမှာတော့အီရန်နိုင်ငံဟာကမ္ဘာအကြီးဆုံးလောင်စာဆီကုမ္ပဏီတစ်ခုဖြစ်တဲ့ Sorry Mgo ကိုစိုက်ဘာတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုမှာကွန်ပျူတာတောင်းပေါင်းများစွာဗိုင်းရပ်စ်ကြောင့်ထိခိုက်ပျက်စီးကုန်ပါတယ်။လုပ်ငန်းတွေလည်းလာပေါင်းများစွာနှောင့်နှေးကုန်ပါတယ်။အီရန်နိုင်ငံဟာအရေးကြီးတဲ့အခြေခံအဆောက်အဦတွေကိုတိုက်ခိုက်နိုင်စွမ်းရှိနေပြီဆိုတာဒီအချက်ကိုကြည့်ရင်သိနိုင်ပါတယ်။ US နဲ့ Israel ဟာဒီအတွက် Iran ရဲ့ cyber တိုက်ခိုက်မှုကိုပေါ်သေးသေးမတွေ့ရပါဘူး။ဒါကနိုင်ငံတော်လုံခြုံရေးကိစ္စဖြစ်ပါတယ်။ Israel နိုင်ငံဟာ cyber နည်းပညာနဲ့ပတ်သက်လာရင်ဘရင်တစူးလို့ပြောရလောက်တဲ့အထိ cyber နည်းပညာရှေ့တန်းရောက်နေတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ Israel နိုင်ငံအနေနဲ့ Iran ကိုတော့သတိထားနေရပါတယ်။ခင်မီစမ်းတဲ့ cyber နည်းပညာတွေနေ့စဉ်ပေါ်ထွက်လာနေမှုနဲ့အတူ Israel ဟာ Annie ရေကြားထဲမှာရှင်သန်နေရပါတယ်။ အစ္စရေးနိုင်ငံဟာအီရန်ရဲ့အချိန်မရွေးတိုက်ခိုက်လာနိုင်မှုကိုအမြဲကောင်းနဲ့ထည့်ထားနေရတာလည်းဖြစ်ပါတယ်။2020ြပြည့်နှစ်မှာအီရန်နိုင်ငံရဲ့စိုက်ဘာလှုပ်ရှားမှုတွေများပြားလာတာကို US ကသတိထားမိပြီးအစ္စရေးကိုသတိပေးခဲ့ရတဲ့ဖြစ်စဉ်တစ်ခုဖြစ်ခဲ့မှုပါတယ်။ဒီအတွက်တုံ့ပြန်မှုဖြစ် US ကစိုက်ဘာခုခံကာကွယ်မှုတွေကိုပြုလုပ်ခဲ့ရပါတယ်။စိုက်ဘာတိုက်ခိုက်မှုတွေကပြည်သူတွေကိုသာမကစစ်ဘက်ဆိုင်ရာပြစ်မှတ်ပြစ်မှတ်တွေကိုပါပြစ်မှတ်ထားနိုင်ပါတယ်။ဒီအတွက်ယနေ့ခေတ်စစ်ပွဲတွေယနေ့ခေတ်စစ်ပွဲတွေမှာ စိုက်ဘာနည်းပညာတွေကအရေးပါလာရတာဖြစ်ပါတယ်။စိုက်ဘာတိုက်ခိုက်မှုတစ်ခုကြောင့်ဖြစ်ပေါ်လာရတဲ့အပျက်စီးထိခိုက်မှုဟာရေတိုလဲဖြစ်နိုင်တယ်လို့ရေရှည်လဲဖြစ်သွားနိုင်ပါတယ်။မိ쇠ရဲ့အမြင်တွေကိုလည်းကွန်မတ်မှာရေးပေးသွားလို့ရပါတယ်။အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။